ကွန်မတော်နဲ့တင်းကောင်းတင်းကောင်းလာပါရဲ့နော်မှကျွန်တော်ပြမယ်နော်ကျွန်တော်အရင်ဆုံးနားထောင်ကြည့်လိုက်အောင် so motion on the election in Miami, the Right Honourable Winston Peters. Uh, sorry, Speaker. Okay. I move that this House expresses grave concern that the Myanmar military regime's elections, as currently planned, cannot be free nor fair. will not lead to sustainable peace ကဲကြားရနော်အားလုံးကြားရတိုင်းပဲဒီရဲ့စစ်တပ်ကရွေးကောက်ပွဲပြုလို့စစ်တပ်ကပြုလို့တဲ့ရွေးကောက်ပွဲမှာပေါ့နော်လုံးဝအဲတမ်းမတော်မရှိဘူးနောက်ပြတော့အလွတ်လတ်မှုမရှိဘူးပေါ့နော်အဲကြောင့်သူကဒီရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးဆိုတဲ့အကြောင်းပေါ့နော်ဒီရဲ့မြန်မာစစ်တပ်ကပြုလို့မဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုတဲ့ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွတ်တော်ကကန့်ကွက်သူမရှိပဲဆုံးဖြတ်အတိပြုလိုက် ဒီတဲ့နော်ဆိုတော့တည်င်းကောင်းလေးပဲဖြစ်ပါတယ်နော်ကျွန်တော်ယူကော့ပွဲကိုမပါဝင်တဲ့ပြည်သူတွေအတွက်တည်င်းကောင်းဖြစ်တယ်လို့ဒီရဲ့တော်လန်ပြည်သူတွေအတွက်လည်းတည်င်းကောင်းလေးပဲဖြစ်ပါတယ်နော်တကယ်တမ်းပြောမယ်ဆိုအမှန်တရားမျက်နှာရဲ့လူတွေအတွက်လည်းတည်င်းကောင်းလေးပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရဲ့အာနာရှင်တွေကပေါ့နော်ဒီရဲ့သူတို့ထွက်ပေါက်ဖြစ်တဲ့ဒီယူကော့ပွဲကိုအတင်းအဓမ္မလုပ်နေတာလဲကျွန်တော်တို့အားလုံးအတိပါပဲ သူတို့ရဲ့ရွေးကောက်ပွဲပြီးမြောက်ပြီးမှပေါ့နော်သူတို့ကတနင်္ဂနွေပြည်သူတွေကပါဝင်တယ်နောက်ပြီးပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သွားမယ်ရွေးကောက်ပွဲဖြစ်တယ်ပါတီစုံပါဝင်တယ်ဆိုတော့မှသူကကဘာကိုချပြမှာဒါပေမဲ့လည်းပေါ့နော်ဒီကကဘာကနေတော့မှဒီလိုမျိုးဒီရွေးကောက်ပွဲကအတူပါဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူတို့တရဝင်ထုတ်ချပြလိုက်ပြီဆိုတဲ့အတွက်သူတို့ဘွားကတော့ပြောမယ်ဆိုရှင်ခွေးနံမှာခွေးနေရတဲ့ဘွားပါပဲနော် ။တနည်းအားမပြောမယ်ဆိုရင်ဟိုဆင်းရဲကိုတော့ခွေးမျိုးတဲ့ဘဝကနေလို့မှဆက်နေရတာပေါ့ဗျာ။နော်။အဲဒါကြောင့်အရင်ကအားရကျန်တယ်မှုရှိပါတယ်။ဒီလိုနိုင်ငံတကာကိုလည်းအရင်ကကျေးဇူးတင်ပါတယ်နော်။နိုင်ငံတကာတည်အောင်လို့ပြောပြတဲ့ကျွန်တော်တို့ UNG အစိုးရကိုလည်းကျေးဇူးတင်တယ်။နောက်ပြီးကျွန်တော်တို့ပြည်သူလူထုပေါ့နော်။အော်ဘေးနေပြည်သူလူထုအားလုံးကိုလည်းကျေးဇူးတင်တယ်။ဆိုတော့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတော့စိတ်တက်လေးနေပေါ့နော်။ဆက်လက်ပြီးတော့တွားဖို့လိုအပ်ပါတယ်။ဒီရဲ့အာနာရှင်တွေကပေါ့နော်။သူတို့ဂျန်စီထားတဲ့အကွက်တွေ၊သူတို့စီစဉ်ထားတဲ့အကွက်တွေ ဘလိုပဲဖြစ်ဖြစ်မအောင်မြင်တော့ပါဘူးเนาะတိုင်းရင်တမန်ကြီးမှလည်းဒီကောင်တွေကမအောင်မြင်တော့ဘူးအဲ့ဒါကြောင့်ပြည်သူတွေမှနေတဲ့ပြည်သူတွေအနေနဲ့လည်းကိုယ့်ရဲ့အသက်အန္တရာယ်ကွန်ပျူတာစုအတွက်အန္တရာယ်ဖြစ်လာမယ်ဆိုလို့ရှိရင်ဒီရဲ့ယူကုတ်ပဲတဲ့ဘူးပေါ့เนาะသူတို့အတုပယူကုတ်ပဲတဲ့ကိုမဲထည့်ပြလိုက်ပါเนาะတကယ်လို့ကိုရတာပေါ့เนาะမဲမထည့်လို့နေလို့ရတယ်အေးအေးဆေးဆေးနေလို့ရတယ်ဆိုတဲ့နေရာမှာနေနေရဆိုလို့ရှိရင်ကိုယ်လိပ်ပြာလုံစွာနဲ့မဲမထည့်ဘဲနဲ့ကိုယ်ကိုနေလိုက်ပေါ့เนาะဆောတော့မှကျွန်တော်ပြောသလိုပဲပေါ့เนาะ ကိုရဲ့အတက်အန်ဒီရဲ့ကိုအတွက်ပေါ့နော်အန်ဒီရဲ့ကြားရောက်မယ်ဆိုလို့ရှင်တော့မဲထည့်လိုက်ပါเนาะမဲထည့်ပြီးဒီဖြစ်စေမထည့်ပြီးဒီဖြစ်စေဒီရေကောပဲကသူတို့ဆက်လုပ်လို့ရှင်လဲပြောမယ်တဲတဲ့ရည်တုံပဲဖြစ်မှာပဲเนาะအဲဒါကြောင့်သူတို့အစိုးရဘလောက်ပဲတက်တက်ကဘာလက်မခံဆိုရင်သူတို့တိုင်ရေးတမိုင်းရေးနေရာမှာသူတို့နေရာလုံးဝရမှာမဟုတ်ဘူးအဲဒါကြောင့်ဒီနေ့အတွက်တော့တည်ငောင်းလေးပေါ့ဗျာเนาะကျွန်တော်တို့ MNDM မျိုးတို့ဒီအနေနဲ့လဲဝန်တာ အားရကျင်နှမှုရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။နောက်ကျတော့ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့စိတ်တလေးနဲ့ဆက်လိုက်ပြီးတော့တွားပေးကြပါ။ခန်းချွမီကျုံကိုင်းမီဆိုတဲ့စကားလုံးတိုင်းပဲကျွန်တော်တို့တဦးနဲ့တူအပြန်လန်ကူညီချင်းဖြင့်ဆက်လိုက်ပြီးတော့တွားကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်။ကျွန်တော်တို့ကအကြမ်းဖက်အရာကိုဘယ်တော့မှအာမပေးနိုင်ဘူးနော်။ကျွန်တော်တို့မျိုးလင့်နေတဲ့အရာကပါလေကိုမျိုးလင့်ချက်ပန်းတိုင်ကပါလေဆိုတဲ့အရာကိုမမေ့ဖို့အတွက်ကိုလည်းလိုအပ်ပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်တယ်နော်ခုရှစ်ပိုင်းမှာပေါ့နော် လူမျိုးရေးတွေ အပြန်အလှန်တိုက်ခိုက်နေတာကျွန်တော်တွေ့တယ်။အဲကြောင့်အလူတွေအနေနဲ့လည်းခင်ဗျားတို့အနေနဲ့ပေါ့နော်ဒီရဲ့အာနာရှင်တွေရဲ့ထောင်ချောက်ထဲမိနေပြီဟိလာအာနာရှင်တွေးခွဲမှုတွေခင်ဗျားတို့ရောက်နေပြီအဲဒါကြောင့်ကိုချင်းချင်းအပြန်အလှန်ဆဲဆိုနေမှာစားအာနာရှင်ကဘာလို့လဲကိုပုံရင်သူကဘာလို့လဲဆိုတာကိုတီးဖို့မမေးဖို့အတွက်ကိုပဲစဉ်းစားကြလို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီရဲ့တည်တင်းလေးနဲ့ပတ်သက်ပြီးတော့လေအားလုံးအားရကျန်တဲ့မှုရှိမလို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးပါပါစေ